မင်္ဂလာပါမောင်မီးရေအာအရင်ဆုံးကတော့အမကမောင်မီးရဲ့နာမည်နဲ့အခုတက်နေရဲ့ University name လေးပြောပြပေးလို့ရအောင်လားရှင့်ဟုတ်ကျွန်တော်နာမည်ကဖုံးမီကျော်ပါခုကျွန်တော် Rancid University မှာကျောင်းသားလုပ်နေပါတယ်ဟုတ်ကဲ့ပါကျွန်တော် Rancid မှာ Computer Science တက်နေပါအင်းဒီရဆိုင်ရယ်အဲအကျိုးဆုံး subject က linear algebra ပေါ့ဗျာဘာလို့ဆိုကျွန်တော်ငယ်ငယ်လေးကတွေ့ရချက်ရကြိုက်တယ်ဒီ PDF ဆရာရလည်းရှင်းပြအကောင်းတယ်ပေါ့ဗျာအဲ computer science နဲ့ဘယ်လို relate ရှိလဲအဲ့ဒါဒေချာရှင်းပြရပေါ့ Computer science ပြီးရင်ပေါ့ဗျာဒီကျွန်တော် intern လုပ်မယ်ပေါ့ဗျာဒီ community tech company တခုမှာအဲ senior IC ကကျွန်တော်ပြန်ပြီးလေ့လာမှာပေါ့ဗျာဒီအဲကျွန်တော် coding skill တွေပါရဲ့ပြန်အသုံးချပြီးဒီကျွန်တော် personal project တွေ develop ကိုစဉ်းစားတာကျွန်တော် business plan တွေရောနည်းနည်းပါးပါးရှိရပေါ့ဗျာ basic မှာကျတော့အဲကျွန်တော် trip တွေပါရဲ့တွားရအကျိုက်ဆုံးပေါ့နော်တကယ်ကြီးနဲ့ပျော်လို့ရတယ်ပြီးတော့ trip တွေမှာလည်း အဲ activity အများကြီးရှိပုံများကပီ singing လို့ dancing လို့အဲအဲ့ဒါတွေရှိရဲပြီးရနောက်ပြီးအဲဒူဝေချင်းချင်းအဲ awareness အဲပုံမှာ poverty ပေါ့နော် global warming လို့အဲ့လို major issue တွေကိုလည်း awareness လောက်တိုင်းမျိုးလည်းရှိရဲအဲ့လို low activity မှာကျွန်တော်ပါဝင်ဆွေးနွေးရစိုက်တယ်ပေါ့လေ study လုပ်မဲ့အကြောင်းလိုက်ကြကျွန်တော်တငယ်ချင်းတွေဖွဲ့ဖို့အားပေးနေတယ်ပေါ့ဗျာတငယ်ချင်းတွေများတော့ကိုမသိရရှိရဲဥမာ အဲ project activity ပါပိုင်းမှာမတီးရေမေးဖို့နေပါရှိသူတို့သွားမေးလို့ရတယ်ဒီထိုင်းနိုင်ငံမှာကြာတော့ဗျာမြန်မာလူမျိုးများကျွန်တော်မြန်မာစကားမြန်မာစကားပြောလို့ရတယ်ဗျာအဲအဲဒီတခြား foreign country တွေမှာကျတော့တငယ်ချင်းနှစ်ဖွဲ့ရအောင်လို့ပဲပေါ့ဗျာဟိုအဲတငယ်ချင်းနှစ်ညာတော့ကိုက stand stand out မဖြစ်ဘူးပေါ့ဗျာသူတို့ ਨੇ အယောအဲအယောယောနေရောသူတို့ culture ကိုလည်းပို့ပြီးတော့နားလည်မှာဗျာအဲတော့သူတို့ culture လည်းသိတယ်သူတို့လူမျိုးလည်းသိတယ်ဆိုသူတို့ကလူမျိုးရကိုအဲကြိုက်လာမှာပေါ့ဗျာအဲတော့ကျွန်တော်တငယ်ချင်းနှစ်ဖွဲ့ကိုအားပေးချင်ပါဗျာကဲပါကျေးဇူးတင်ပါတယ်နော်